လောင်လုံးမြို့နယ်ကြောက်တင်ရွာနာကဆင်နောက်ကန်းကြီးမှာဝီလငမန်းသုံးကောင်တောင်းတင်ပြီးတည်ဆုံနေတယ်လို့သိရပါတယ်။မြို့သုံးဖို့အန်ဒီရဲ့ရှိနေတဲ့ဝီလငမန်းလူဖြစ်ပြီးဆင်နောက်ကန်းကြီးမှာတောင်းတင်တည်ဆုံနေတာကိုနိုဝင်ဘာလ16ရက်နေ့မှာဒေသခံတွေတွေ့ရှိခဲ့ကြတာပါ။တနေ့တိုင်းတိုင်းဒေတာခန်တွေကဝါစီပြောလို့ခေါ်ကြတဲ့ဝီလငမန်းတွေဟာအရှိပေ40လောက်ထိရှိတတ်ကြပြီးလူကိုအရေမပြူတဲ့မျိုးစိတ်ဖြစ်ပါတယ်။ အဲ့ဒီဝေလာငမန်းတွေဟာအကောင်ရင်တဖြည်းဖြည်းယော့နယ်လာနေတဲ့အတွက်ပြည်ပြည်ဆိုင်ရာသဘောပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့ကမျိုးတုံဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ထားတာပါမြမပင်လယ်ကံယူတန်းမှာဝေလာငမန်းတွေတခါတရံတည်ဆုံတောင့်တင်တတ်ပေမဲ့ဒီလိုအစုလိုက်တည်ဆုံတောင့်တင်တာမရှိခဲ့ဘူးလို့သဘောပတ်ဝန်းကျင်အရေးလှူရှားသူတဦးကပြောပါတယ် လက်ရှိဝေလငမန်းတွေတောင်တေတည်ဆုံးနေတဲ့ဒေသဟာစဲနာရှိတန်နေတော်လဲတက်တွေကြားလက်နက်ကိုင်းပြိပခပြင်းထန်တဲ့ဒေသဖြစ်တဲ့အတွက်ကျွမ်းကျင်ပညာရှင်တွေတွားရောက်ဖို့မလွယ်ကူပါဘူးပြီးခဲ့တဲ့2021ခုနှစ်နဲ့2022ခုနှစ်ကလည်းတနင်္သာရီတိုင်းထဲဝေလငမန်းချို့တည်ဆုံးပြီးတောင်တေခဲ့ကြပူပါတယ်